ဒီကောင်မလေးဟာလူတယောက်ရဲ့ခေါင်းကွမှာတုံရခဏနံပါတ်0တစ်ခုကိုတွေ့လိုက်ရပါတယ်။ဒီလူဟာဒီနေ့ပဲတည်ဆောင်းလိမ့်မယ်လို့သူမအမိကိုပြောပြခဲ့ပါတယ်။ဒီစကားကိုကြားလိုက်တဲ့အခါအဲ့ဒီလူကအယံသွားသားထွက်သွားခဲ့တယ်။ဒီကောင်မလေးကသူ့ကိုကြင်ဆိုင်နေတယ်လို့သူထင်ခဲ့တာဖြစ်တယ်။အမိကချက်ချင်းရှင်းပြလိုက်ပါတယ်။သူမရဲ့ခလေးမှာလို့လူတွေရဲ့တက်တန်းရေတွက်မှုကိုမိနေနဲ့စွမ်းရည်ရှိနေတယ်လို့ပြောခဲ့ပေမဲ့ဒီလူကတော့လုံးဝမယုံခဲ့ပါဘူး။အဲ့ဒီနောက်ကောင်မလေးကလီယင်ဘိုးကနောက်ထပ်ခီးထဲတဲ့ဦးရဲ့ခေါင်းပေါ်မှာလေတုံရခဏကိုတည်ထားမိခဲ့တယ်။တည်ဆင်းနေသူမထားရပြီးပက်ပက်လေးကိုကြည့်လိုက်တယ်။သူမမြင်လိုက်ရတာကလီယင်ဘိုးကခီးထဲတိုင်းရဲ့ခေါင်းပေါ်မှာတုံရခဏရှိနေလားဖြစ်တယ်။ သူမအမေကိုဖြိုးပြတဲ့အခါအဲ့ဒီအမျိုးသမီးဟာတခုခုကိုတဘိုးပေါတော့ပုံရပါတယ်သူမချက်ချင်းထားရပြီးဒီလေးရင်မထွက်ခွာဘူးလို့လူတိုင်းကိုပြောခဲ့ပါတယ်လင်းဟာပြတ်ကျပြီးလူတိုင်းသိဆုံးလိမ့်မယ်လို့သူမပြောခဲ့တာဖြစ်ပါတယ်ခကြီးတယ်လူလာသူမကိုကြင်ဆဲနေတယ်လို့ထင်ခဲ့ကြပါတယ်လင်းမဲကဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတာကိုမေးမြန်းခဲ့ပါတယ်အမျိုးသမီးကဒီနေ့ဈေးဝယ်ထောတုံးကသူမရဲ့ခလေးဟာလန်တော်လန်လာတူသိဆုံးလိမ့်မယ်ဆိုတာကိုမြင်ခဲ့တယ်လို့လူတိုင်းကိုပြောပြခဲ့ပါတယ်သူတို့ကတတိပေးဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီလူကမယုံခဲ့ပါဘူးအမေကတော့ကောင်မလေးလိန်နေတယ်လို့ထင်ခဲ့ပူပါတယ်အဲ့ဒီနောက်ပန်းအုပ်တလုံးဟာအမြင့်ကန်နေပြုတ်ကြလာပြီးလန်တော်လာလာဟာနေရာမှာပဲသိဆုံးခဲ့တယ်လို့ရှင်းပြခဲ့ပါတယ် လီယမော်ကခီးတဲ့သူကသူမရဲ့စကားကိုမယုံယုံတာမကမယုံကြည်စရာကောင်းတဲ့ဇလန်းထစ်တယ်ဆိုပြီးရဲမော်ခဲ့ကြပါလေဒီလီယင်တိကပြတ်ကျက်လိမ့်မယ်လို့သူမကလူတိုင်းကိုထပ်ပြီးတတိပေးခဲ့ပေမဲ့လူတွေကသူတို့ကိုယူနေတယ်လို့ပဲထင်ခဲ့ကြပါလေလီယင်မထွက်ခွာနဲ့အောက်သားစီးနေတယ်သူကလုံချုံရင်ဝန်တန်းကိုရောက်လာခဲ့ပါလေသူတို့ဟာလုံချုံရင်ဝန်တန်းတို့ရဲ့ဖေရှားမှုကြောင့်လီယင်ဘော်ကနေဆင်းခဲ့ရတာဖြစ်ပါလေအဲ့ဒီနောက်မှာတော့လီယင်ဟာပုံမှန်အတိုင်းထွက်ခွာသွားခဲ့ပါလေလီယင်ဘော်ကခီးတဲ့သူဟာအမေနဲ့တမီးကိုလောက်ပြောင်းနေစေမှာရုတ်တရက်လီယင်ရဲ့ဖြစ်တဲ့ဘက်ကွဲသွားခဲ့တယ်မကြခင်မှာပဲလီယင်ဟာမတော်တဆဖြစ်ပွားခဲ့ပါလေအဲ့ဒီခါကျမှလူတွေကသူမပြောခဲ့တာအမှန်ပဲဆိုတာကိုသဘောပေါက်ခဲ့ကြပြီမြင်အရင်နောက်ကျသွားခဲ့ပြီဖြစ်ပါလေ ဲ့ဒီအမျိုးသမီးနဲ့သူ့ခင်မုန်းလူကကောင်မလေးကိုကြောင်းလိုက်ပို့ခဲ့ပါတယ်ကောင်မလေးကြောင်းရောက်တာနဲ့ကြောင်းသားတန်းရဲ့ခေါင်းပေါ်မှာတုံညကနန်းတွေဖျံပေါနေတာကိုသူမမြင်လိုက်ရတာဖြစ်ပါတယ်